ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာငွေရဖို့အတွက်အလုတ်လုံနေတာကျွန်းမှတ်ထားပါလေပညာရတဲ့ယောက်ကကိုယ်ပညာနဲ့ကိုယ်ပတ်ဝန်းကျင်ကိုယ်လူလောကကိုအကျိုးပြုဖို့အလုတ်လုံနေတာကမှသခင်ဟုတ်ပလား ဥပမာစားတော့ဆိုင်မှာဇပွဲတို့လုံနေတယ်ဒီဆိုင်ကိုကိုယ်ဆိုင်ကဲ့သို့သဘောထားပြီးတော့ဒီဆိုင်လာတဲ့ပုံကိုယ်တွေကောင်းကောင်းမွန်မွန်စားရအောင်ချမ်းချမ်းသာသာစားရအောင်ဟုတ်ပြီနော်အရသာရှိရှိနဲ့ငိမ့်ငိမ့်ချမ်းချမ်းစားတော့နိုင်အောင်လို့စိတ်ကလေးညွတ်လိုက်တာနဲ့ကျွန်ဖြစ်မလားသခင်ဖြစ်မလားဟောသူကပြုစုစောင့်ရှောက်လိုက်တာဒီလူတွေအစဉ်ပြေစေဖို့ဆိုပြီးတော့ကြိလိုက်တာဒါအထက်စီးကကြိတာသဘောပါသလား ဒါမှမဟုတ်ဘဲနဲ့တင့်မန်းနီများများရအောင်ဟမ်ငါ့ကိုပေါဆူးများများချအောင်ဆိုတဲ့စိတ်နဲ့အလုလုနေရင်ကျွန်းအလုလုအောက်တန်းရောက်နေပြီရှင်းလားဒါကြောင့်ဦးစင်းကငယ်ငယ်လေးကတည်းကရင်ကိုဘွားကို ပုံစံချထားတယ်သူမင်္ဂလာလို့မင်းဘယ်တော့မှငွေအတွက်အလုံးမလုံးနဲ့ဟုတ်ဘူးလား တက္ကသိုလ်ကျောင်းတက်တယ်ကျောင်းပြီးတာနဲ့အလုပ်ဝင်လုပ်တယ်ဒါပေမဲ့အဲ့ဒီအလုပ်သည်ငွေတက်လုပ်တာဟုတ်ရှင်းလားအခုလည်းတရားလိုက်ဟောနေတယ်ရှင်းပါတယ်ဓမ္မဂရိကဘုရားတော့တရားအသိတွေပေးခြင်းလို့ဟုတ်ပြီနော်ငွေရဖို့လိုက်ဟောနေတာဟုတ်နေ့လျာပဲတကတယောက်ကရှောက်သေးတယ် တပည့်တော်တို့ယွာကိုရှင်ပြတရားပွဲပြင့်မလို့တဲ့ယွာကဆင်းရဲတော့တဲ့ဆင်းရဲတာပြဿနာမရှိဘူးမပင့်သေးတာပြဿနာလို့မင်းကမှမပင့်မင်းနဲ့ငါဘယ်လိုလုပ်လာမလို့လို့ဟုတ်ပြီနော်အခုသူရကာက나ယူခြင်းလို့ပင့်နေတာတောင်းပါမိတ်ကရတာမဟုတ်ဘူးငါငါဟောခြင်းလို့ဆိုတော်တော်ပြဿနာတက်မယ်ဟုတ်ပလား ယုတ်ကဖိုးဟောခြင်းမို့လိုက်ဟောနေတာမို့ခမရတို့နာခြင်းလို့ပင့်လို့လာတာဟုတ်လားမဟုတ်ဘူးလားမှန်ပါပါဘုရားသဘောပါသလားမှန်ပါပါလာတော့လေကျုပ်ကရောက်တရရစကားတွေလျှောက်ပြောနေတာလားတရားစကားပြောတာလားမှန်ပါပါပြင်ပေါ်မှာအပိုစကားကျုပ်မပြောဘူးပြောလာတဲ့စကားကလည်းတရားနဲ့ရှင်ပြီးအတိပေးခြင်းလို့ပြောတဲ့စကားပဲဖြစ်ရခြေနဲ့တော့သဘောပေါက်သလားမှန်ပါပါငါဘုရားကိုဘယ်တော့မှငွေအတွက်အသုံးမချဘူးသဘောပါလား ပညာတတ်အောင်လုပ်တယ်အသိပညာရှိအောင်လုပ်တယ်လူလောကကိုအကျိုးပြုနိုင်ဖို့ကိုဟာလူသားတယောက်ဖြစ်တဲ့အတွက်လူသားအကျိုးပြုနိုင်ရမြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုအကျိုးပြုနိုင်ရဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာကိုအကျိုးပြုနိုင်ရအဲ့ဒီအကျိုးပြုဖို့အလုပ်လုပ်နေတာအလုပ်လုပ်ရင်ရလာတဲ့ရဇက်ကဒါတတ်တတ်ပဲသဘောပါသလားကြည်ရောကြည်နဲ့သလားဒါဖြင့်စိတ်ထားမြင့်မြတ်ဖို့လိုအပ်မလိုအပ်အနာဘိဇာအပြပါရအဝိဟိန်သဆိုတဲ့အတွေးခေါ် မှန်ကန်အောင်ကြိုးစားပါငါသည်ဘယ်တော့မှသူတစ်ပါးကိုနှိပ်စက်သူမဖြစ်ရသူတစ်ပါးကိုပင်ပန်းစေသူမဖြစ်ရငါဘယ်လိုကူရမလဲငါဘယ်လိုကယ်ရမလဲငါဘာအကူအညီပေးနိုင်တယ်လဲငါဘာတွေလူနိုင်တယ်လဲသဘောပါသလားအ ਨੇ ဆုံးစိတ်ချမ်းသာအောင်တော့ပြောပြနေရမယ်။သဘောပါရဲ့လား။ကောင်းပြီ။နံပါတ်1ကောင်းသောဝစီကံ။ဘာလဲလဲ။ကောင်းသောဝစီကံ။သူတော်ကောင်းတို့မြည်စီမှာဘယ်သောမှမူသားစကား မပြောဘူးမှုသားမပြောဘူးဂုံးတိုက်တဲ့စကားမပြောပါဘူးဗျာကျန်းတတ်တဲ့စကားမပြောပါဘူးတိမ်ဖြင်းပေါ့ပြက်တဲ့စကားမပြောပါဘူးဗျာကုသိုလ်ရမယ့်စကားပဲပြောတယ်မြင့်မြတ်တဲ့အဆင့်တန်းရှိတဲ့စကားပဲပြောတယ်သဘောပါပြီလားအဲ့တော့ပြောစကားကိုကြည်ချင်းအဖြစ်သူတော်ကောင်းသူယုံမှသိနိုင်မသိနိုင်အကျံစီကိုကြည်ချင်းအဖြစ်သူတော်ကောင်းသူယုံမှသိနိုင်မသိနိုင်သိနိုင်ပါဗျာအဲ့တော့အခုလူလိမ်မာလို့သိနိုင်တာ ကောင်းသောမနောကံကောင်းသောဝစီကံကောင်းသောကာယကံသူများအသက်တက်ခြင်းကရှောင်ကျဉ်တယ်သူများပစ္စည်းမပေးသောပစ္စည်းခိုးယူခြင်းကမြက်ကလေးဝါးကလေးတောင်မယူဝှချမ်းကလေးတောင်မယူဘူးတဲ့သူများမပေးဟုတ်ပြီနော်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာသဘောပါသလားသူများသားမယားစိတ်ကူးနေတောင်ပြင်မအောင်သူတော်ကောင်းတို့မြည်သည် ဟုတ်ပြီနော်အခုတတော်ကောင်းတို့သည်ဘာဘဝရထားတယ်ဘာဘာသာဝင်နေလေအဲ့တော့ကိုကိုကိုလူသားတရားလို့သတ်မှတ်ရင်ကောင်းသောမနောကံကောင်းသောဝစီကံကောင်းသောမနောကံရှိအောင်အထုတ်ဖို့လိုအပ်မလို့อ่ะဘာဘာသာဝင်နေလေဗုဒ္ဓဘာသာဆိုရင်တခြားသောဘာသာဝင်တွေထက်တာပြီးတော့အဆင့်မြင့်တဲ့မမြင့်တဲ့ဒါကြောင့်မို့ ယုံညာနဲ့ကာယကံနေမပြုတ်ပါနဲ့သူများအသက်ပဒနဲ့သူတော်ဘာကိုညင်မနှိမ့်ဆက်ခြင်းမလုပ်ပါနဲ့သဘောပါလားသူတော်ဘာပစ္စည်းမခိုးပါနဲ့စိတ်ကူးနဲ့တောင်မကြံပါနဲ့ခိုးရဆိုတာမလမ်းမှာသူများဝတ်ကောင်းစလားလေးဝတ်သွားအိုးအဲ့ဒီဝတ်စားလေးငါဝတ်စားလေးဖြစ်ရင်ကောင်းပါစိတ်ကူးနဲ့တောင်မကြံနဲ့သူများဝတ်ကောင်းစလားစိန်ရွှေငွေဝတ်သွားတာမြင်ဩသူတို့တွေအကျိုးပေးကောင်းတယ်ဒီတက်ဒီချမ်းသာပါစေဒီထက် ပြည့်စုံတဲ့ဘဝရကြပါစေမေတ္တာပို့ပေးမယ်သူပစ္စည်းကိုကိုပစ္စည်းလုံးဝမကြံပါနဲ့ဘောပါလားသူတို့ကကောင်းကောင်းစီးသွားဥမာကားကလေးကောင်းကောင်းစီးသွားလို့အိုးအဲ့ကားလေးငါကားလေးဖြစ်ရင် ကောင်းမှာပဲအဲ့ဒါအောက်တန်းကျတဲ့စိတ်တဲ့ခိုးယူလိုက်တာတဲ့စိတ်နဲ့မဖြစ်စေနဲ့တဲ့သဘောပါရဲ့လားအထက်တန်းကျတဲ့လူဆိုအိုးဒီထက်ဒီအခုသွားတဲ့လမ်းခီးဖြောင်ဖြူးတာရပါစီအန္တရာယ်ကင်းပါစီ မဟုတ်ရင်ဟိုမှာအောက်တန်းကျတဲ့လူကစီးကြပါတော့စီးကြပါတော်တော့ပဲစီးကြလမ်းဘိန်းကိုပေါအောင်မှာတန်ဆိုးပြီးသဘောပါလားခြေနဲ့တနော်ဒါဖြင့်ကိုကိုကိုယုံညံ့သူဖြစ်ခံမလားမြင့်မြတ်သူဖြစ်အောင်လုပ်မြင့်မြတ်သူဆိုတာအလိုလိုဖြစ်မလားဖြစ်အောင်လုပ်မှာဖြစ်မှာလားအဲ့တော့ကာယကံဝစီကံမနောကံမြတ်သောကာယကံမြတ်သောဝစီကံမြတ်သောမနောကံကျင့်ဆောင်မှလူလိမ့်မှာ လူလိမ္မာဆိုတာလိမ္မာတယ်ဆိုတာကကိုယ်အကျိုးစီးပွားသူတစ်ပါးအကျိုးစီးပွားကိုတိတတ်သူကိုလိမ္မာတယ်လို့ခေါ်တယ်ဟုတ်ပြီနော်လူဖြစ်ခိုက်မှာလူမိုက်အလုပ်တွေလုပ်ရင်ငရဲတိရစ္ဆာန်ပြိတ္တာသူတကယ်မသွားနိုင်ဘူးလားလူလိမ္မာခေါ်မလားလူမိုက်ခေါ်မလားအခုလူသူတော်ကောင်းလှုပ်တာလုပ်ရင်ခင်ဗျားတို့ကောင်းရသုခရီရောက်နိုင်မရောက်နိုင်အဲနတ်ချမ်းသာတွေကိုမြတ်စွာဘုရားဥပမာပေးလေဦးမယ်ဟုတ်ပြီနော်အခုလောလောဆယ်တော့လူလိမ္မာလို့သိနိုင်တဲ့အင်္ဂါဗနေရလားမသိပါဘူးဗျာဘာလို့လဲ ကကောင်းသော ကောင်းသောလေးထဲဦးကောင်းသောကာယကံလူမိုက်လို့ပြောနိုင်တာကမကောင်းသောကာယကံဟုတ်ပြီဒါခင်ဗျားတို့နှုတ်ကြိုးနေလို့နော်တကယ်ကမနောကံအစမှာနော်ကဲကောင်းပြီအဲ့ဒီလိုသူတော်ကောင်းလို့လှုပ်တဲ့လူအတွက်မျက်မှောက်မှာရနိုင်တဲ့အကျိုးကလည်း၃ပါးတယ်ဟုတ်ပလားမျက်မှောက်မှာဆိုတော့သူတော်ဘာက ဓမ္မနဲ့ပတ်သက်လို့ပြောပြောအာဓမ္မနဲ့ပတ်သက်လို့ပြောပြောကိုကကောင်းသောအကျင့်ကိုကျင့်ထားတာဖြစ်တဲ့အတွက်အာကုသို့အကျိုးတွေပြောလို့ရောကို့မှာထိတ်လန့်ကြောက်ရွံ့စရာမရှိဘူးငါ့မှာဒီအပြစ်တွေကင်းတယ်ဆိုပြီးဝမ်းသာတယ်ကုသို့အကျိုးတွေပြောတော့လေကို့မှာပြည့်စုံမနေဘူးလားပြည့်စုံနေတော့ငါနောင်မှာစင်းရဲစရာအကြောင်းမရှိဘူးဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာလွတ်လွတ်လပ်လပ်ချမ်းချမ်းသာသာနေခွင့်ရှိတယ်ဒါပြစ္ဆုတ်ပါနံပါတ်1ချမ်းသာဘယ်သူတွေဘာပြောပြော အာကုသိုလ်အကြောင်းပြောလို့လဲဆိုရင်စရာ ကုသိုလ်အကြောင်းပြောလို့လဲရှားတရေတမားများနဲ့မဲ့မောနေစရာမလိုဘူးဘာဖြစ်လို့ဆိုကို့မှာပြည့်စုံပြီးသားသဘောပါလိုက်ငါမှာကောင်းသောဝစီကံကောင်းသောမနောကံကောင်းသောကာယကံနေပြည့်စုံနေပြီးသားဖြစ်တဲ့အတွက်ကောင်းသောအကျိုးရမှာဆိုတာမသေးကြဘူးလားသေးကြနေတဲ့အတွက်စိတ်ချလက်ချနေလို့မရဘူးလားအေးအဲ့တော့စိုးရင်ကြောင်းကြပူပန်ခြင်းကင်းတယ်ဝမ်းမြောက်ဝမ်းသာနေလို့ရတယ် ဲ့တော့ဘသူမှလည်းမျက်စောင်းထိုးကြည့်နေစရာမလိုဘူးကဲရက်ထဲရွာထဲမှာခင်ဗျားတို့အရက်ထဲလမ်းလျှောက်သွားတယ်မဟုတ်တာလှုပ်ထားတဲ့လူဆိုရင်ကိုလျှောက်သွားတဲ့အချိန်ဘေးကလူနှစ်ယောက်ကိုကိုကြည့်ပြီးမေးငေါ်ပြီးခေါင်းချင်းဆိုင်လိုက်ရင်ကိုကမျက်လုံးတောင်းကမြင်လိုက်ပြီသူတို့ကြည့်မနေဘူးကိုကမျက်လုံးမျက်နှာလွှဲထားမှသူတို့ကခေါင်းချင်းပူးသွားမှာဦးအဲ့ဒါဘာလှုပ်တာတော့ဘသူတင်းတော့ခင်ဗျားတို့အကုန်ကျွမ်းကျင်တယ်အဲ့ဒါနော်ကို ူများကိုအတင်းပြောမှန်းမလို့သိတယ်ကိုကိုတိုင်းအတင်းပြောဘူးလို့အတင်းပြောဘူးပြောတဲ့လူရဲ့ဟန်ပန်မူရာဘယ်လိုလဲဆိုတာသိထားတော့ဘောင်မတွေငါအတင်းပြောနေသဘောပါသလားရှင်းရောရှင်းသလားဒါပြမဟုတ်တာလှုပ်ထားတဲ့လူကသူများအတင်းပြောခံမှာမကြောက်ဘူးလားအဟုတ်တာလှုပ်ထားတဲ့လူကကပြောရင်ဒါပြောစရာမလိုသူကသူပါပြောပြောကိုယ့်အတွက်ကတော့ပြောစရာအကြောင်းကိုမဟုတ်တာလှုပ်ထားတာမရှိတဲ့အတွက်ဟုတ်ပလား ဆိုရင်ကြောင်းရွစရာမလိုဘူးတဲ့တနံပါတ်1သူတော်မားတွေပြစ်မင်းပြစ်မင်းနံသင့်တယ်ဘယ်လိုပြစ်ဒဏ်တွေခံရတယ်ဆိုတာတွေဘယ်လိုကြားရကြားရဘယ်လိုမြင်ရမြင်ရကိုယ့်အတွက်ဆိုရင်ကြောင်းရွစရာနောင်ငါများလာဖမ်းအောင်မလားယူနီဖောင်းမြင်တိုင်းကြောက်နေစရာမလိုတော့ဘာဖြစ်လို့ကိုမဟုတ်တာလုံမထားလို့ရှင်းမလား ကဲနံပါတ်3တေယာညောင်ဆောင်လျောင်းဆက်တဲ့ခါကျတော့တစ်သက်လုံးကုသိုလ်ကောင်းမှုတွေပြည့်ဝနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတေဂန်ဤစိုးရင်စရာကိုကုသိုလ်လေးကိုနှလုံးသွင်းပြီးတော့လှုပ်ခဲ့တန်းငယ်ဘုရားတွေသီလစောင့်တည်ခဲ့ဘုရားတွေဟုတ်ကလားဘာဝနာပွားခဲ့ဘုရားတွေအာယုံပြုတ်နေရင်ကောင်းသောသောမနတ္တအာယုံဖြစ်တဲ့အတွက်သောကပရိဒေဝဒုက္ခသောမနတ္တပူလောင်ခြင်းတွေလာစရာမြင်ရမှာလဲနတ်နမိတ်နော် ဟောကနတ်ပြည်ကနတ်ယထာကြီးတွေစီးကြိုနေတယ်နတ်သမီးကြီးတွေစီးကြိုနေတယ်နတ်ဘုံနတ်နန်းတွေမြင်နေရမှာတော့ဘာမှပူပင်တော့ကရောက်เสียအကြောင်းမရှိဘူးဒါကြောင့်မလို့သူတို့ဘာပြောတဲ့ဆိုတဲ့နေရာမှာလဲအကဲ့ရဲ့လွတ်တယ်ဟုတ်ပလားဟိနောက်သူတို့ဘာပြစ်ဒဏ်ချမ်းကြခံရတဲ့နေရာမှာလဲစိုးရိမ်เสียမလို့သလိုတေဂန်ဤမှာလဲပူเสียမလို့အဲ့ဒါဘု து ရဲ့လက္ခဏာလူလိမ္မာရဲ့လက္ခဏာ လူလိမ္မာတွေမှာအဲ့ဒီအကျိုးတွေမျက်မှောက်ဘဝမှာကိုခံစားလို့ရတယ်အဲ့တော့နတ်စည်းစိမ်ဆိုတာလေအလွန်ချမ်းသာကြွယ်ဝတာဖြစ်တဲ့အတွက်ခင်ဗျားတို့လူတွေနဲ့နိုင်ရှင်ပြစရာမရှိဘူးမြတ်စွာဘုရားဒီလိုပြောတယ်အဲ့ဒီမှာယဟန်တပါအထတောင်းပါနဲ့အရှင်ပြနည်းနည်းလေးမှဥပမာပေးလို့မရဘူးလားဟုတ်ပြီနော်ရတာဘောကွာဘယ်လိုရသလုံးဆိုတော့နားထောင်ကြတဲ့လောကမှာစัจ ज ဝရိမင်းဆိုတာရှိတယ်။ဘာရှိတယ် အခုမင်းတို့လူပေါင်းလူလောကမှာစက်ကြဝရိမင်းမွေးဖွားလာကလေးကရင်ဘုံကံနဲ့ပြမွေးဖွားလာရွှေပကက်ပေါ်ပါရွှေလင်မန်းနဲ့ချင်းစေးပြီးတော့မွေးလာပြီးတော့မင်းဖြစ်ဘိသိက်ခံတဲ့နေ့မှာဘိသိက်ခံပြီးတဲ့နောက်ခொနေခொနလီဥပုသ်ဆောင်ရှင်ပါသီလာဆောင်ထိန်လောကရတခုလုံးကိုမြစ်တာပို့ဟောစက်ကြဝရိမင်းကသူကျင့်စဉ်အဲ့ဒီမှာမြစ်တာပို့နေတဲ့အချိန်မှာစက်ကြရတနာကြီးဆိုက်လာဟုတ်ပြီနော် ကောင်းကင်ကသွားရလာတဲ့စัจ जा ယရဏအခုခမရတို့သွားနေတဲ့ဂျက်လီရင်တို့ဘာတို့လို့ပေါ့ဂျက်တို့ဆိုတာပါမွားပါဟိုဟာကမဟာသမုဒ္ဒရာကြီးတို့ပတ်သွားတာနော်ဂျက်ဆိုတာအင်ဂျင်နဲ့မောင်းရတယ်ဟိုဟာတော့ကမစိတ်တီတကိုးနဲ့သွားတာဖြစ်တဲ့အတွက်နော်အင်ဂျင်လိုလောင်စာကုန်မှလည်းမလိုပါဘူးတောင်ပန်ပြုတ်ကြမှလည်းမပူပါဘူးဟုတ်ကလားမိုးယုံမှလည်းမပူပါဘူးခမရတို့မြန်မာနိုင်ငံကလေရင်လေးလို့မိုးဂျိုးပြစ်ခမ်းမှလည်းမကြောက်ပါဘူးအဲ့တော့စัจ जा ယရဏကြီးဆိုက်လာဆိုက်လာတဲ့အခါကျတော့ညာဘက်ဘဲဘက် ညာဘက်ကရားနဲ့ရေကိုကိုင်ဘယ်ဘက်ခွက်နဲ့တခါတည်းတွန်းချပြီးတော့စัจ जा ယရဏလဲစေသရီလို့အဋိဌံပြုလိုက်တော့စัจ जा ယရဏလဲလာပြီလဲလာတဲ့အခါကျတော့အဲ့ဒီစัจ जा ယရဏကြီးကိုမင်းတို့ရဲ့အဆောင်ရောင်စိတ်အင်္ဂါ၄ပါးနဲ့အတူတက်စီးလိုက်တဲ့အခါစိတ်အင်္ဂါ၄ပါးပါအပါဝင်ဒီစัจ जा ယရဏကြီးကအရှိရက်ကိုသွားအရှိ သမုဒ္ဒရာစီသွားပြီးတော့အရှိကျွန်းမှာစัจ जा ယရဏဆင်းလိုက်တဲ့ဆိုရင်မဲ့ အရှိကျုံးမှာရှိနေတဲ့မင်းအလုံးဟာစัจ जा မင်းစီလားဒူထောက်ခစားတိုင်းပြည်အပ်အကုန်လုံးဟုတ်ပြီနော်ဘယ်သူမှစစ်သွားတတ်ရတာမဟုတ်ဘူးစัจ जा ယရနာနဲ့စัจ जा မင်းလာပြီဆိုတဲ့အလုံးဟာခစားရတယ်အဲ့တော့အဲ့ဒီအချိန်မှာလဲစัจ जा မင်းခစ်ဆိုတော့ခစ်ကောင်းခစ်မြတ်ကြီးဖြစ်နေတော့တိုင်းပြည်တိုင်းကမင်းတိုင်းကမင်းကောင်းတွေကြီးဖြစ်နေမှာပေါ့ဗျာအဲ့တော့သူတို့ထက်ဘုံကံကြီးမားတဲ့မင်းလာပြီဆိုတော့သူတို့တိုင်းပြည်ကြီးအပ်အဲ့တော့ ဆက်ကြမင်းကြီးကကိုတိုင်းပြည်ကောင်းကောင်းအုပ်ချုပ်ကြရော့ဆိုပြီးမှ၅ပါးသီလပေးတယ်သူများသမသားကြနဲ့သူဥစားမခုနဲ့သူများသားမပြမနဲ့မှုသားမပြောနဲ့တည်ည်သေးမတော့နဲ့ဒီအကျင့်ကိုမင်းတို့ကျင့်ကြဆိုပြီးတော့တိုင်းပြည်ကိုတရားပေးပေးပြီးတော့ဆက်ကြဘောတိုင်းဆက်ကြရဲ့နိုင်နဲ့ပြန်လာလေးကျွန်းတမြင့်မှုပေါ့ဗျာနော်ကျွန်းငယ်ပေါင်း2000ကျော်ကိုအဲ့ဒါလိုပဲဆက်ကြရတနာကြီးနဲ့တိမ့်ပိုင်းစီစဉ်နေရပြီးတော့ဆက်ကြရတနာကြီးနဲ့အတူစင်ရတနာနော်စင်ရတနာကလည်းဘလောက်ထက်တဲ့ဥဘောတထဆင်လဲ ဆိုတော့ဆင်ရာကြီးရလာတာနဲ့အော်ဒီဆင်ဟာငါအတွက်ငါဘုန်းငါကံနဲ့ရလာတာဒီဆင်ဘလောက်စွမ်းပါလိမ့်ဆိုတက်စီးကြည့်မနေ့လင်းအိယာထမနေ့အာယုံစားပြီးတဲ့အချိန်လောက်ကဆင်ပေါ်တက်စီးပြီးတော့သူပိုင်တဲ့ကျွန်းကြီးလေးကျွန်းကျွန်းငယ်2000ကိုပတ်ပြီးပြန်လာတာနေ့လေဓမင်းစားမိတယ်တဲ့ဟုတ်ပြီနော်အစင်ယရနာကြီးလည်းရတယ်မြင်းယရနာကြီးလည်းရတယ်မိဖုရားယရနာကြီးလည်းရတယ်သားကြီးယရနာကြီးလည်းရတယ်သထေးကြီးယရနာကြီးလည်းရတယ်ပေါ့ဗျာနောက်ဗရမယယရနာရတယ်ယရနာ9ပါးစัจ जा မင်းရပြီးတော့ စည်းစိမ်ချမ်းသာတွေပြည့်စုံစွာခံစားဟုတ်ပြီနော်စัจ जा မင်းဟာသူရကာတဲ့ပို့ပြီးတော့အသက်ရှိတယ်စัจ जा မင်းဟာသူရကာတဲ့ပို့ပြီးတော့ခွန်အားဗလာတောင့်တင်းတယ်စัจ जा မင်းသည်သူရကာတဲ့ဟောဒီလောကဓာတ်တကွင်လုံးလေးကျွန်းတစ်မြင့်ပေါ်မှာသူ့ထက်လှတဲ့လူမရှိဘူးသူ့ထက်ခွန်အားကြီးတဲ့လူလည်းမရှိဘူးရိုးရိုးလေးနဲ့ခင်ဗျားတို့နားလည်အောင်ပြောရရင်စัจ जा မင်းသည်အလိုရှိသလောက်အစားစားနိုင်တယ်စားသလောက်အစာကျေပြီးအားဖြစ်တယ်ဒါခင်ဗျားတို့ကြွတို့နဲ့ ကွာမကွာကွာပါပါစားကျင်နိုင်စားလို့ရတာဟိုဟာအကျော်တက်မှာဆိုလို့ဒါသွေးတို့နဲ့မတွေ့လို့ဟိုဟာစီဂျိုနဲ့မတွေ့လို့ဟိုပင်လေစားလည်းမဖြစ်သေးဘူးစားကျင်တာတမျိုးစားနေရတာကတမျိုးပြီးရင်ဆေးတော့ရတာအမောစက်ကြမင်းဘာဆေးမှတော့ဆရာမလို့ဟုတ်ပြီနော်ငါးပါးအာယုံကာမဂုဏ်ကိုအလိုရှိတိုင်းခံစားနိုင်တယ်မင်းသာပြောတာတာကြီးယရနာပေါ်ပေါက်လာတော့တာကြီးရဲ့တိုင်းပြီးအုပ်ချုပ်မလို့မင်းလုပ်တယ်သူကမိဖုရားတွေနဲ့စီစိန်ခံစားရုံပဲသူမိဖုရားကြီးယရနာကလည်း ဆောင်းရသည်ဆိုနှွေးတယ်။နှွေးရသည်ဆိုအေးတယ်။တကူလုံးကစံတကူနှံ့တာနှံ့မွေးနေတယ်။ဗဇက်ကကြာညိုယနံလေးသိင်းနေတယ်။ဒီလိုမိမ့်မရမလား။အာဘုဆောနံလို့ထွက်ပြေးရတဲ့လူတွေကြီးပဲ။သဘောပါသလား။ကိုနှံ့ယောက်ျားရသွားမှဆိုလို့ရေချိုးရတာအမော။သဘောပါသလား။ဟိုစက်ကြမင်းရဲ့မိဖုရားကြီးယရနာအဲ့လိုဆိုတော့ကောင်းချိုးချမ်းသာတွေမခံစားရဘူးလား။စက်ကြမင်းစည်းစိမ်ကိုခမရတို့မျော်မှန်းလို့ရမလား ဲ့ဒီမျော်မမရလောက်တဲ့စက်ကြမင်းစည်းစိမ်ဟာတဲ့ဟိုနတ်မင်းစည်းစိမ်နဲ့ရှင်ကြည့်လိုက်ရင်ခုနကမြင့်မိုတောင်နဲ့လက်ထဲကကြောက်ခဲလောက်กว่า gain ဒါပြင်နတ်စည်းစိမ်ရဘူးမချမ်းသာဘူးလားစက်ကြမင်းစည်းစိမ်နဲ့နတ်စည်းစိမ်ဘယ်ရဘူးချမ်းသာအခုကောင်းရကောင်းမှုကောင်းမှုမင်္ဂလာလှုပ်ထားတဲ့ကာယကံဝစီကံမနောကံကောင်းသောကံတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်ကနတ်စည်းစိမ်တွေရနိုင်မရနိုင်သဘောပါသလားဒါပြင်ကိုဘောကကို တို့တက်အောင်လှုပ်တဲ့လူကလူလိမ္မာလားဆုပ်ယုပ်အောင်လှုပ်တဲ့လူကလူလိမ္မာလားဒါဖြင့်ကောက်ရိုးစားတဲ့ဘဝပြန်သွားမလားမြက်စားတဲ့ဘဝပြန်သွားမလားမစင်စားတဲ့ဘဝပြန်သွားမလားဒါမို့ငရဲတန်ရီဘူးသွားတောက်ကြမလားဘယ်သွားမလို့နတ်ပြည်သွားမယ်ဆိုရင်ကောင်းသောမနောကံကောင်းသောဝစီကံ ကောင်းသောမနောကံအာထုတ်ကြဖို့လိုအပ်မလိုအပ်သဘောပါသလားဟိအဲ့တော့အားလုံးဦးဇင်းတို့တို့ကောင်းတို့တွေမြတ်စွာဘုရားကလူမိုက်နဲ့လူတွေမှာခွဲဟောသွားပြီဟုတ်ပြီနော် လူမိုက်လို့သိနိုင်တာအချက်ပဲနှစ်ချက်ပါလိမ့်လေမကောင်းသောမနောကံမကောင်းသောဝစီကံမကောင်းသောမနောကာယကံဒီကံ၃ပါးကိုကျင့်သုံးနေရင် လူမိုက်လူမိုက်စီပြစ်စုံပံမှာလဲဆင်းရဲမှု 3မျိုးဘယ်နှမျိုးလဲ3မျိုးသူတို့ဘာပြောသမျှလဲကိုမဆိုးရင်ကြောက်ကြမနေရဘူးလားသူတို့ဘာဖမ်းရစီးရနှိမ့်ဆက်ခံရပြီဆိုလဲမကြောက်ရဘူးလားတေကန်နီးမှာရောမပူပန်ရဘူးလားဟုတ်ပြီအဲ့တော့ပြစ်စုံပန်အကျိုးတွေမရဘူးလားရတဲ့ပြင်နောက်တမလို့မှာလဲငရဲတလိမ့်ဆန်ပြိတာသူတို့ပဲမရရဘူးလားရမယ်ဆိုရင်မစင်စားတဲ့ဘဝကောက်ရိုးစားတဲ့ဘဝတန်းရီဘူးတော့ရတဲ့ဘဝတွေမရောက်ဝေးဘူးလားဒါပြန်အဲ့ဒီအလုံမျိုးသည်သူတော်ကောင်းတို့လှုပ်တဲ့မလှုပ်တဲ့ကိုကိုကိုစောင့်ရှောက်သူလားဖြက်စီးသူလားဖြက်စီးပါဘူး ကိုကိုကိုစောင်းလျှောက်တော့မယ်ဆိုရင်ကောင်းသောမနောကံကောင်းသောဝစီကံကောင်းသောကာယကံဒီကံ၃ပါးလေးအခုခင်ဗျားတို့ရွက်ဆောင်ထားတာ ਨੇ ငွေမွှဲခြင်းတလောက်မွှဲယာထုပြုတ်ခြင်းတလောက်ပြုတ်ဒီကံ၃ပါးမပြုတ်စင်နဲ့သဘောပါလားဒါဆိုရင်ပြစ္ဆုတ်ပံလဲချမ်းသာမယ်ချမ်းသာဘယ်နှမျိုး၃မျိုးဘယ်သူပါပြောပြောစိတ်နှလုံးမှာပူပင်ကြောင်းကြမဖြစ်ဘဲတဲ့စိတ်နှလုံးငြိမ်းချမ်းခြင်းချမ်းသာကိုမရဘူးလား နောက်တစ်ခါသူရကားတွေပြစ်ဒဏ်သင့်နေဆင်းရဲခံရတယ်ဆိုတော့လဲကိုပူပင်စရာမလိုဘူး။နောက်ကိုစိတ်ကိုလုံခြုံနေတဲ့ချမ်းသာခံ့ညားနေတဲ့ချမ်းသာတေကန်ဒီတော်ကပူစရာလိုသလား။မလိုတဲ့ပြင်ခုနစัจจမင်းစီးစိန်ထက်အဆရာထောင်တိမ့်တန်းမကကွာကွာချတဲ့ချမ်းသာဒုက္ခနိဗ္ဗာန်ကိုမနှက်ပြီရောမရောက်နိုင်ဘူးလား။အဲဒါဖြင့်ဒီကောင်းသောအလုတ်ကိုသူတော်ကောင်းတို့ကြိုးစားပြီးတော့လုံနိုင်ကြမှာဗုဒ္ဓတာဝကပိသ။ဟုတ်ပြီနော်။ ဒါလေးကိုနောက်ဆုံးချုံတော့မယ်ခမရတို့ကြားဥပါတယ်အာသေးဝနာစမာလနံပန္တိတာနင်စသေဝနာပူဇာစပူဇနေယနံဧတံမင်္ဂလမုဒ္ဒမံလူမိုက်ဆိုလျင်ရှောင်းသွေးဝဲလွဲလို့မမီဝဲနဲ့ပညာရှိကို မိဝဲစီကနီးယူစေအဲအေရာမဘုရားဝါဒမင်္ဂလာပေ။ဟောဒါအကုန်ရတာပဲခင်ဗျားတို့။ဟုတ်ပြီနော်။ဒါဖြင့်လူမိုက်ကိုမမီဝဲနဲ့ဆိုတော့လူမိုက်ဆိုတာအခုသူတော်ကောင်းတို့က သူများမိုက်တာကြောက်ရမှာလားကိုမိုက်မှာကိုကြောက်ကိုမိုက်မှာပါဘုရားအဲအဲ့တော့လူမိုက်ဆိုတော့လူကမိုက်တာလားတရားကမိုက်တာလားဒါလေးမှတ်ထားဒါလေးမှတ်ထားနော်အခုဒီလူတယောက်ကအခုဦးစင်းကမှုသားပြောနေမယ်ဆိုရင်ဦးစင်းဘာဖြစ်သွားမလဲလူမိုက်ဟုတ်ပြီနော်ဦးစင်းကသူများသားမယားပြစ်မှားနေမယ်ဆိုရင် လူမိုက်ကဲအခုဦးစင်းကတရားစကားတွေတက်ဟောနေတော့ဦးစင်းကပြောင်းသွားလား ီဥဒုမင်္ဂလာပုံစံကြီးကပြောင်းသွားလားပြောင်းသွားပါပြောင်းသွားသူဆောင်ထားတဲ့တရားဟုတ်ပြီနော်မကောင်းသောမနောကံမကောင်းသောဝစီကံမကောင်းသောကာယကံကိုဆောင်ထားရင်လူမိုက်ဖြစ်သွားတယ်ဟုတ်ပလားအဲ့ဒီလူကပဲပြောင်းလိုက်ပြီကောင်းသောမနောကံကောင်းသောဝစီကံကောင်းသောကာယကံကိုဆောင်လိုက်ရင်ဒါဖြင့် လူကြောင့်မိုက်နေတာလားတရားကြောင့်မိုက်တယ်လားတရားကြောင့်မိုက်တာမှတ်ထားဟုတ်ပြီနော်မကောင်းသောတရားကိုဆောင်လို့လူမိုက်ဖြစ်တယ်ကောင်းသောတရားကိုဆောင်ရင်ဒါဖြင့်လူမိုက်နဲ့လူလိမ္မာစီလူပြောင်းသွားတာလားဆောင်တဲ့တရားပြောင်းသွားတာအဲကောင်းပြီအဲ့တော့မှနောက်ဆုံးတော်တော်ကောင်းလို့နားလည်ရမယ်နော်အဲ့တော့တတ္တဝါတွေကိုပို့နေတာကတရားဓမ္မဟဝေရခတိဓမ္မစာရိဓမ္မတရားသည် ဓမ္မစာရင်တရားကိုဆောင်တော်သူကိုရက်ခတိစောင့်ရှောက်ဤ။ဟော။ဆိုတော့ကိုကကောင်းတဲ့တရားကိုဆောင်ရင်ကောင်းတဲ့အကျိုးတွေရမယ်။မကောင်းတဲ့တရားကိုဆောင်ရင်မကောင်းဘူး။သဘောပါသလား။ဒါဖြစ်ရင်လူမိုက်ကိုမမှုဝဲနဲ့ဆိုတာကမိုက်သော လူကိုပြောတာလားမိုက်သောတရားကိုပြောတာလား။ဒါဖြင့်ကိုတန်နာမှာမိုက်တဲ့တရားတွေမရှိစေနဲ့။ဟုတ်ပါလားဟဲ့။ဒါကဘာလာပါဏိတာတုံမှာ ဟောတဲ့တရား